မင်္ဂလာပါဒီနေ့24ရက်နေ့ဧပြီလတောက်ချာနေပါခင်ဗျဇလန်စကီထရပ်အစပက်ရှယ်လေဒီကတော့ပူတင် massive အဒီက Russian strike on Ukraine's capital kills several people လူအများပြားကိုတဲ့ဘာဖြစ်စေလဲဆိုရင် kills ထိဆုံးစေတာက massive ရုရှားရုရှားနေရဲ့ the strike တိုက်ခိုက်မှုကို on ukraine's capital ukraine မြို့တော်တိုက်ခိုက်မှု kiev ကိုတိုက်ခိုက်လိုက်တဲ့လူများပြားသေသွားတယ်တဲ့ injuries dozen ဒါဆိုရင်ချီပြီးတော့ injuries တန်ရစေတယ် as peace talks apparently stop ငင်းငိမ့်လုပ်ငန်းစဉ်ကတော့ apparently ဆိုတော့ clearly stop ဆိုတာ stop ဆိုတဲ့အဓိပ္ပာယ်အရင်ကမှအလုံးဝရပ်တန့်သွားတယ် come to stand still ဆိုတဲ့အဓိပ္ပာယ်အရလုံးဝရပ်တန့်သွားတော့ stall လို့ခေါ်တယ်ဈေးဆိုင်တွေကိုလည်း stall လို့ခေါ်တယ်ပေါ့ အားဒါလေးပြပြချင်ပါတယ်တခုကနောက်တစ်ခုကတော့ Russia whenever participate in any peace talks that involve the deployment of European troops in Ukraine ကဲလို့ deployment of European troops ဆိုရဲဒီတက်ဖြန့်ချထားမှုပေါ့ European ဥရောပတပ်တွေ Ukraine မှာရှိနေမယ်ဆိုလို့ရှိရင် Russia အနေနဲ့ never participate အဲဘယ်တော့မှပါဝင်မှာမဟုတ်ပါဘူး and any peace talks are billions ညင်းညင်းဆွေးနွေးမှုမျိုးမဆိုတဲ့ that and more ခုနပြောတဲ့ European troops တွေပါဝင်တက်ဖြန့်ချတာမျိုးဆိုလို့ရှိရင်ပါဝင်မှာမဟုတ်ဘူးတကယ်လို့အဲတက်ဖြန့်ချထားတဲ့အဲသူတို့တွေကနေပြီးသူတို့တွေကနေပြီးတော့မှဘူယောပါဆိုင်ပါဝင်လာမယ်ဆိုရင်တော့နျူကလ িয়ার လွတ်လိုက်မယ်ဆိုတဲ့အကြောင်းအရာလည်းပါဝင်ပါတယ်အဲဆက်ထဲမှာပဲဒီကက်ရှမီးယားမှာ26ရောက်နိုင်ငံသားတွေဘူတန်နိုင်ငံလည်းပါတယ်လို့ပြောတယ်နော် ဘူတန်လားထိုင်ဝမ်လားလို့မသိဘူးအဲ့တော့အတန်း24ယောက်ကတော့အိန္ဒိယပေါ့ပေါ့အိန္ဒိယအိန္ဒိယကလာတဲ့ဒီဒီဒီကတ်စမီယာကိုလာတာပေါ့ခီးသွားတယ်ခီးသွားလှည့်တယ်ခီးသွားတာပေါ့ခီးသွားသူတွေပေါ့လာရောက်ပန်းဖြေတဲ့သူတွေအဲကိုတဲ့ဒီအစွမ်းရောက်တွေပေါ့လှုပ်ချံတက်ဖြတ်လိုက်တာကအားလုံးပေါ့ဒီလိုမျိုးလှုပ်ချံအေဘရော22ရက်နေပါမနော်ဒီတိုက်ခိုက်မှုမှာ ဒါ tourist job ကနေရိတ်ထားတဲ့ပုံပေါ့ဒီမှာပြေးလွှားရင်းနဲ့အတော်များများပြစ်ခတ်ခံရတာပေါ့နော်လကက်ရှမီယာဒီမှာကက်ရှမီယာဒေတာကပါကစ္စတန်ကွန်ထရိုးကက်ရှမီယာနဲ့အိန္ဒိယကွန်ထရိုးကက်ရှမီယာဆိုပြီးတော့တကယ်ဖြစ်တာအနီရောင်ဘက်မှာဖြစ်တာပေါ့ဒီအိန္ဒိယကွန်ထရိုးဘက်မှာဖြစ်တဲ့အခါမှာအိန္ဒိယချင်းမွေးတပ်တွေကချက်ချင်းပဲခုနကတည်းကဒီတနတ်သမားတွေကိုလိုက်ရှာနေတာပေါ့ ဒီမှာဒီအိန္ဒိယဝန်ကြီးချုပ်မိုဒီရဒီကိစ္စပတ်သက်ပြီးတော့ terror attack နဲ့ပတ်သက်ပြီးတော့ time to destroy နဲ့ချိန်မဟုတ်မဲ့အချိန်ရောက်လာမျိုး remaining land of terror နဲ့ remaining land ဆိုတာပါကစ္စတန်ကိုရည်ညွှန်းတယ်လို့ဆိုလိုခြင်းဖြစ်တယ်လို့သိရတာပေါ့နော်ဒီ terror ဆိုအကြမ်းဖက်သမားတွေ